တိုင်းချောင်းမြောက်ဆန်းအမြောက်တပ်အမတ်တ3လေးလေးကနေပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအစုလိုက်ထွက်ပြေးနေကြတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဇွန်လဒုတိယပတ်အတွင်းကတိုက်ပွဲဖြစ်ပွားနေချိန်အမြောက်တပ်ကနေပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်16ယောက်ထွက်ပြေးသွားကြတယ်လို့ဒေတာရင်းသတင်းရင်းမြစ်စီကသိရပါတယ်။ အစုလိုက်ထွက်ပြေးလာတဲ့တပ်ပြေးတွေကိုတရင်ပေးတွေကရက်ွက်အုပ်ချုပ်ရေးမှုတွေကိုအကြောင်းကြားလို့ပြန်ဖမ်းမိသွားတာတွေရှိတယ်။တိုက်ပွဲတွေပြန်ပို့တယ်လို့သိရတယ်ခမရလို့ငတိုင်းချောင်းဒေသခံတူက AR Times ကိုပြောပါရယ်။ထွက်ပြေးသူတွေကရှေ့ဦးမှာလွတ်မြောက်သွားပြီးကြံသူတွေကတော့စစ်ကောင်စီလက်အခံရက်ွက်အုပ်ချုပ်ရေးမှုနဲ့အဖွဲ့ကအမတ်တ3လေးလေးကိုတရင်ပေးတိုင်ကြားတဲ့အတွက်တပြေးအိုင်ကျေးရွာမှာဖမ်းမိသွားတယ်လို့သိရပါရယ်။ ဇွန်လတတိယပတ်အတွင်းကလည်းရေကြီးမြို့နယ်လေဒီချင်းရွာကိုတက်ပြေး15ဦးရောက်ရှိလာတယ်လို့ဒေသခံတွေစီကသိရပါဗျ။အဲ့ဒီအဖွဲ့ဟာအခြားဒေသကိုထွက်ပြေးဖို့ကားငါးနေချိန်မှာအိုင်တပြုတ်လန်းစုံနဲ့ပန်းတော်ကြီးတရားဂိတ်မှာစစ်ကောင်စီနဲ့ရဲတွေကလာရောက်ဖမ်းဆီးသွားတာပါအမြောက်တက်သုံးလေးလေးအနီးထိတော်လိုင်းတက်တွေကလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့အတွက်တိုက်ပွဲပြင်းထန်နေပြီးလက်နက်ကြီးတချို့ကိုကြုံပြော်ခလာရ၃၆အတွင်းစစ်ကောင်စီကနေရာရွှေ့ထားရပါတယ် ။ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အရာရှိအချို့မှလည်းကြုံမျိုးကိုအတုံးလိုက်ထွက်ပြေးလာရာအဲ့ဒီလိုထွက်ပြေးလာသူတွေကိုစစ်ကောင်စီကတိုက်ပွဲအတွင်းပြန်ပို့ခဲ့တယ်လို့သတင်းရင်းမြစ်တွေကဆိုပါတယ်။ ARI တိုင်းရေကြီးမြို့နယ်ငတိုင်းချောင်းမြို့ဤရှိဒေါင်ကြီးရွာမှာစစ်ကောင်စီကလက်နက်ကြီးတွေပို့ဆောင်ပြီးတော့စခန်းချအခြေပြုဖို့ပြင်ဆင်နေတယ်လို့သိရပါဗျ။ ငတိုင်းချောင်းမျိုးနဲ့မြစ်တစ်ဖက်ကမ်းရှိတောင်ကြီးရွာမှာစစ်ကောင်စီကအင်အားစုဖွဲ့ပြီးလက်နက်ကြီးစခန်းအခြေပြုမယ်လို့သတင်းရင်းမြစ်စီကသိရပါဗျ။အမြောက်တပ်ဖက်မှာတိုက်ပွဲနေ့တိုင်းဖြစ်တဲ့ကျုံမျော်ကတပ်တွေအင်အားလာပို့တာတွေ့ရတယ်။အမြောက်တပ်ကိုကူဖို့ရွာတွေမှာတပ်ဆွဲတာတွေရှိတယ်လို့ငတိုင်းချောင်းဒေသခံတူက ARD Times ကိုပြောပါဗျ။ တောင်ကြီးရွာရှိရွှေချောင်းဖုန်ကြီးကျောင်းမှတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုငတိုင်းချောင်းတရားဘက်ကိုရွှေ့လိုက်ပြီးကြုံမြော်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေမှဖုန်ကြီးကျောင်းတွင်အင်အားစုဖွဲ့လာတယ်လို့သိရပါတယ်။အင်ကဘူနဲ့လေးမျက်နှာမျိုးနယ်တွေကကျေးရွာအချို့ကိုတွန်လိုင်းပူပေါင်းတပ်တွေကသိမ်းပိုက်ပြီးနောက်စစ်ကောင်စီကကြုံမြော်ခန့်လိုက်ရ36ကထုံနှုတ်အင်အားတွေနဲ့လက်နက်ကြီးစခန်းတွေအခြေပြုဖို့စူးစမ်းလာတာဖြစ်ပါတယ်။ လေးမျက်နှာမြို့နယ်ရှိပိန်နယ်ကွင်ကျေးရွာမှာလဲစစ်ကောင်စီကအင်အား90ခန့်နဲ့လက်နက်ကြီးစခန်းတစ်ခုအခြေပြုထားပြီးရေနသာလန်းစုံနဲ့လက်ပံရွာဖုံကြီးကျောင်းမှာလဲအရာရှိတွေပါဝင်အင်အား15ရောက်စီခန့်ကိုအသင့်ပြင်ဆင်ထားရှိတယ်လို့ဒေသခံတွေစီကသိရပါဗျ။ရန်ကုန်တိုင်းလှိုင်သာယာအရှိပိုင်းမြို့နယ်မှာနိုင်ငံရေးပြစ်မှုနဲ့ဖမ်းဆီးခံထားရတဲ့မျိုးသမီးတူကိုကြားဖြတ်ကဲထုတ်တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။ မနေ့ကဇူလိုင်လ၁ရက်နေ့ည9နာရီလောက်ကနိုင်သာရအရှိပိုင်းရဲစခန်းမှာဖမ်းဆီးခံထားရတဲ့အမျိုးသမီးတူကိုဒူရဲအုပ်အမျိုးသားတူနဲ့ဒူရဲအုပ်ရဲမေတူတို့ကဆေးကန်းကိုပို့ဆောင်စဉ်မင်းကြီးမဟာမင်းအောင်လမ်းမှာလူတစုကတနက်နဲ့ပြစ်ခတ်ပြီးကြားဖြတ်ကဲထုတ်သွားခဲ့ပါတယ်အဲ့ဒီလိုပြစ်ခတ်ကကဲထုတ်မှုကြောင့်ဒူရဲုံတူသေဆုံးပြီးရဲမေတူမှပြင်းထန်ဒဏ်ရာရရှိခဲ့ကဆေးရုံကိုပို့ဆောင်ထားရတယ်လို့ရဲသတင်းရင်းမြစ်စီကသိရပါဗျ 90ညနဲ့ဖမ်းထားတဲ့အမျိုးသမီးကိုမြို့နယ်ဆေးရုံမှာအရေးပေါ်ပြဖို့ရဲတွေခေါ်လာချင်းပြစ်ခတ်ပြီးကဲထုတ်သွားတာလို့ရဲသတင်းရင်းမြစ်က ERI Times ကိုပြောပါရယ်။အဲဒီဖြစ်စဉ်ဖြစ်ပွားပြီးနောက်စစ်ကောင်စီတပ်ကနိုင်တရာမြို့နယ်အပြင်ရန်ကုန်မြို့နယ်နဲ့ဒလားစိတ်တို့အပါအဝင်တန်လင်းမြို့နယ်တို့ကိုပါပိတ်ဆို့စစ်ဆေးခဲ့ပါရယ်။ရန်ကုန်မြို့ကိုပိတ်ဆို့ရှာဖွေပြီးနောက်ဒီနေ့ဇူလိုင်လ2ရက်နေ့မနက်ပိုင်းမှာ ပြစ်ခတ်ကဲထုတ်သွားတဲ့အဖွဲ့ကိုတန်လင်းမျိုးနဲ့ဘောတပြေကန်ကျေးရွာနီးမှာလက်နက်တွေနဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့ရဲတရင်ရမျက်စီကသိရပါဗျ။အနာဒိစကောင်စီကတီမော်လက်စတီနိုင်ငံကိုအာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ထောက်ခံမှာမဟုတ်ကြောင်းလက်ရှိအာဆီယံဥက္ကဋ္ဌဖြစ်တာဝန်ယူထားတဲ့မလေးရှားနိုင်ငံကိုအကြောင်းကြားထားပြီးဖြစ်ကြောင်းထိုင်းသတင်းမီဒီယာတွေစီကသိရပါဗျ တီမိုလက်စတီနိုင်ငံဟာအာဆီယံဗြိတိန်စာရမ်းမှာပါဝင်တဲ့အခြားဖွဲ့ဝင်နိုင်ငံရဲ့ပြည်တွင်းရေးကိုဝင်ရောက်မဆွတ်ဖက်ရေးမူဝါဒကိုလိုက်နာဖို့ပြက်ကွက်နေကြောင်းကိုနေပြည်တော်ရုံးချုပ်ကအာဆီယံဥက္ကဋ္ဌကိုပေးပို့ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ SSC ကတီမောလက်စတီနိုင်ငံကိုအာဆီယံဖွဲ့ဝင်နိုင်ငံအစိုးရတွေနဲ့ပြည်ပခဖြစ်ပွားနေတဲ့အဖွဲ့အစည်းတွေအထူးသဖြင့်အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင်တော်လိုင်းတပ်ဖွဲ့အဖွဲ့အစည်းတွေနဲ့ထိတွေ့ဆက်ဆံတာတွေမပြုလုပ်ဖို့တိုက်တွန်းထားတယ်လို့သိရပါတယ်။မြန်မာနိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ SSC ကတီမောလက်စတီနိုင်ငံကိုအာဆီယံဖွဲ့ဝင်နိုင်ငံအစိုးရတွေနဲ့ပြည်ပခဖြစ်ပွားနေတဲ့အဖွဲ့အစည်းတွေ အထူးသဖြင့်အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင်တော်လိုင်းတပ်ဖွဲ့အဖွဲ့အစည်းတွေနဲ့ထိတွေ့ဆက်ဆံခြင်းမပြုလုပ်ဖို့တိုက်တွန်းထားကြောင်းလည်းသိရပါဗျ။ပြီးခဲ့တဲ့မေလအတွင်းကျင်းပခဲ့တဲ့အာဆီယံထိပ်သီးအစည်းအဝေးမှာဒီမိုလက်စတီနိုင်ငံကိုအာဆီယံခေါင်းဆောင်တွေကလာမယ့်အောက်တိုဘာလမှာထပ်မံကျင်းပမယ့်အစည်းအဝေးမှာအာဆီယံအဖွဲ့ဝင်အဖြစ်အတိမတ်ပြုမယ်လို့သဘောတူညီခဲ့ကြပါဗျ။ဆက်လက်ပြီးထိုင်းသတင်းမီဒီယာ PBS World ကသိရှိခွင့်ရခဲ့တဲ့ မြန်မာကနေအာဆီယံဥက္ကဋ္ဌနဲ့အာဆီယံတွင်းရေးမှုချုပ်ရုံးကိုအကြောင်းကြားစာမှာတီမောလက်စတီနိုင်ငံရဲ့မြန်မာနိုင်ငံပေါ်ချင်းကပ်မှု policy ကိုပြန်လည်ပြင်ဆင်မှုမတိုင်ခင်အချိန်ထိအာဆီယံဖွဲ့ဝင်နိုင်ငံဖြစ်အတိမတ်ပြုရေးစဉ်းစားပေးမှုကိုရပ်ဆိုင်းထားဖို့ပါဝင်တယ်လို့သိရပါတယ်။တီမောလက်စတီနိုင်ငံဟာအာဆီယံဒေသရင်းနိုင်ငံတွေမှာမြန်မာတော်လှန်ရေးကိုပွင့်လင်းစွာထောက်ခံတဲ့နိုင်ငံတစ်ခုဖြစ်ပြီးအမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း တန်မကြီးအစင်းရှိသူတဦးကိုခန့်ထားပြီးတန်တမန်ယုံဖွင့်လက်ထားတယ်လို့သိရပါတယ်။အိန္ဒိယနိုင်ငံတောင်ပိုင်းတီလန်ဂါနာပြည်နယ်ရှိဓာတုဆက်ယုံတစ်ခုမှာတနင်္လာနေ့ကအင်အားပြင်းထန်တဲ့ပောက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့လို့လူ36ဦးသေဆုံးပြီး30ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။စေဝါကုမ္ပဏီတစ်ခုကပိုင်ဆိုင်တဲ့ဓာတုဆက်ယုံမှာပောက်ကွဲမှုဖြစ်ပွားခြင်းလူ140ဦးခန့်အလုံးလုံးကင်နေတာလို့ရဲတပ်ဖွဲ့ကပြောပါတယ်။ ပောက်ကွဲမှုဖြစ်ပွားရတဲ့အကြောင်းရင်းကိုတော့မသိရသေးပါဘူးရဲတပ်ဖွဲ့နဲ့မိသက်တပ်ဖွဲ့ကအာဏာပိုင်တွေကစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်ပြည်နယ်မြို့တော်ဟိုက်ဒရာဘတ်မြို့ကနေ50ကီလိုမီတာအကွာဆက်မှုဇုံအတွင်းရှိအဲဒီဓာတုဆက်ယုံကမီးလောင်သေးဆုံးတဲ့ရုပ်အလောင်း34လောင်းကို တွေ့ရှိခဲ့တယ်လို့ပြည်နယ်မိသက်ဌာနညွှန်ကြားမှု GV နာယာယာနာကပြောပါရယ် ပောက်ကွဲမှုဖြစ်ပွားတဲ့အကြောင်းရင်းကိုစုံစမ်းစစ်ဆေးဖို့ပြည်내ဆိုရကကော်မတီတစ်ခုဖွဲ့စည်းခဲ့တယ်လို့သူကဆိုပါတယ်2022ခုနှစ်ဇွန်လအတွင်းအိန္ဒိယနိုင်ငံမြောက်ပိုင်းရှိဓာတုစက်ရုံတစ်ခုမှာပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့လို့လူရှိဦးသေဆုံးခဲ့ပါတယ်။ဓာတုစက်ရုံတွေမကြာခဏပေါက်ကွဲမှုဖြစ်တာကြောင့်ကုန်ထုတ်နယ်မြေတွေမှာဘေးကင်းလုံခြုံရေးစီမံခန့်ခွဲမှုကောင်းမွန်စွာဆောင်ရွက်မှုရှိမရှိနဲ့ပတ်သက်လို့မိကွန်းတွေဖြစ်စေခဲ့တယ်လို့လေးလံသူတွေကပြောပါတယ်။